အိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံငလျင်ပြည်အတွက်မြန်မာစီမံချက်နဲ့ကုညီကင်စည်ပစ္စည်းတွေတန်ချိန်625မက်ထရစ်တန်ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံဟာ2025ခုနှစ်မလ28ရက်မှာမြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ရှာဖွေကင်စည်ရေးလူသားချင်းစာနာထောက်ထားမှုအကွက်ကြီးတဘောင်ဝဘေးကင်စည်ရေးနဲ့စီးဝါကူညီတွေအပါအဝင်လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေပေးဖို့အတွက် Operation မြန်မာ မြန်မာစီမံချက်ကိုစတင်ဆောင်ရွက်ခဲ့ကြောင်းအင်းနီချင်းဒေတာမှအခက်အခဲဖြစ်ပေါ်တဲ့အချိန်မှာပထမဆုံးတုံ့ပြန်ကူညီတဲ့နိုင်ငံအဖြစ်မြန်မာစီမံချက်ဟာအိန္ဒိယနိုင်ငံအစိုးရတရလုံးရဲ့ဂျိုဟန်အာထုံမှုစူပေါင်းအားနဲ့မြန်မာနိုင်ငံရဲ့ကြီးမားတဲ့ပျက်စီးမှုတွေကိုတုံ့ပြန်ကူညီဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်အိန္ဒိယနိုင်ငံဟာပထမအထုပ်အဖြစ် NDRF နဲ့ကျမ်းမာရေးနဲ့မိသားစုလူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က ပေးပို့ထောက်ပံ့တဲ့ဒဲတွေဆောင်တွေမရှိမဖြစ်လိုအပ်တဲ့စေဝါတွေနဲ့အစားအစာတွေအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့တဘာဝ BND ရဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်15တန်ကို C130J လင်းရင်နဲ့မလ29ရက်မှာမြန်မာနိုင်ငံရန်ကုန်မြို့ကိုပို့ဆောင်ခဲ့ကြောင်းဒုတိယအတော့အဖြစ် IFC130J လင်းရင်နှစ်စင်းဟာမလ30ရက်မှာနေပြည်တော်ကိုဆက်ရောက်ပြီး NDRF ရဲ့ရှောက်ဖွေကယ်ဆယ်ရေးကျွမ်းကျင်သူ80ဆက်ကရီယာတွေနဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပို့ဆောင်ခဲ့ကြောင်းလင်းရင်တစ ဆင်းမှာတကူရေးကာကွယ်ရေးပစ္စည်းတွေရှာဖွေရေးနဲ့ဆက်သွယ်ရေးကိရိယာတွေကယ်ဆယ်ရေးပစ္စည်းတွေအပါအဝင်တန်ချိန်16တန်ကိုတည်ဆောင်လာပြီးတခြားတဆင်းမှာမီးစက်တွေတန်ရှင်းရေးပစ္စည်းတွေစားနပ်ရိက္ခာအထုပ်တွေမရှိမဖြစ်လိုအပ်တဲ့ဆေးဝါးတွေမီးဖို့ကြောင့်သုံးပစ္စည်းတွေစောင်းတွေစတဲ့ HADR ပစ္စည်း9တန်ခန့်ပါဝင်နေလို့သိရပါဗျ။ဒါ့ပြင်မလ30ရက်မှာ IFC 17လင်းရင်နှစင်းပါဝင်တဲ့ တတိယမြောက်အကူအညီတွေဟာထောက်ပံ့ရေးတန်ချိန်60ကျော်နဲ့အတူအိန္ဒိယတမတော်ရဲ့စစ်မြေပြင်ယာယီစင်းရုံအဖွဲ့ရဲ့အဖွဲ့ဝင်118ဦးကိုပို့ဆောင်ပေးပြီးလင်းမြတ်စွာအသုံးပြုနိုင်တဲ့ခွဲစိတ်ခံတဲ့ဈေးကူတောက်မှုဆိုင်ရာအမိုးကားတွေရေတန်ရှင်ရင်းနဲ့တကူရေတန်ရှင်ရင်းဝန်ဆောင်မှုတွေနဲ့အရေးအကြီးဆုံးမှာအမျိုးသမီးတွေနဲ့ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှုတွေပါဝင်ပြီးနေပြည်တော်မှာဆင်းသက်ခဲ့တယ်လို့သိရပါဗျာ။ အဲဒီနောက်မန္တလေးမှာရှိတဲ့ငလင်းဖြစ်ပွားရာနေရာမှာတိစောက်လိုက်တဲ့ဂရင်200ဆန့်ယာယီစေးရုံကိုတိစောက်ခဲ့ပြီးအခုခါအဲ့ဒီစေးရုံမှာ လူနာတွေကိုကုသပေးနေပြီးခွဲစိတ်မှုတွေလှုံ့ဆော်နေပြီဖြစ်တယ်လို့သိရပါဗျ။အလားတူအိန္ဒိယအရှေ့ပိုင်းရေတပ်ကိုကဲမှုဌာနချုပ်ကစပူရာနဲ့စာပေထရီအိန္ဒိယရေတပ်တင်မော်ရီဟာ HADR ပစ္စည်းတန်ချိန်40တင်ဆောင်ပြီး 2025ခုနှစ်မလ29ရက်မှာရန်ကုန်မြို့ကိုထွက်ခွာခဲ့ရာအဆိုပါပစ္စည်းတွေကို2025ခုနှစ်မလ31ရက်မှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။အဲဒီလိုပဲအိန္ဒိယရေတပ်သင်းမောကောင်မုတ်နဲ့ LCU 52တို့ဟာ Edmund and Nicobar Command ကမလ30ရက်မှာရန်ကုန်ကိုထွက်လာခဲ့ပြီးမရှိမဖြစ်လိုအပ်တဲ့အဝတ်အထည်တောက်ရည်အစားအသောက်စေးဝါးတွေနဲ့ အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေပါဝင်တဲ့ HADR ပစ္စည်းတွေအပါအဝင်ကယ်ဆယ်ရေးပစ္စည်းတန်ချိန်30ကိုတင်ဆောင်လာခဲ့ပြီးဧပြီ1ရက်မှာရန်ကုန်စိတ်ကမ်းမှာလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။ဧပြီ1ရက်မှာရွှေပြင်ဒဲရီမီဆက်တွေတောက်ရည်အစားအသောက်နဲ့အရေးပေါ်စေဝါတွေအပါအဝင် HADR ပစ္စည်း16တန်တင်ဆောင်လာတဲ့ IAFC 130G လေးရင်ဟာမန္တလေးမြို့ကိုဆက်ရောက်ခဲ့တယ်လို့သိရပါဗျ။အိန္ဒိယနိုင်ငံဟာမြန်မာစီမံချက်ကိုဆက်လက်ဆောင်ရွက်ရမှာ ငလင်တန်ထိခိုက်သောသူတွေရဲ့လက်တလုံးလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အရေးကြီးတဲ့ထောက်ပံ့ရေးပစ္စည်းတွေအပါအဝင်နောက်ထပ်အကူအညီတွေပေးဖို့လည်းရရှိရာအိန္ဒိယရေတပ်သင်္ဘောဂါရီရဲဟာဧပြီလတရက်မှာအိန္ဒိယနိုင်ငံမှာရှိတဲ့စိတ်ကန်းကနေရန်ကုန်ကိုထွက်ခွာခဲ့ပြီးသင်္ဘောဟာဆန်405မက်ထရစ်တန်၊ဟင်းချက်စီ30မက်ထရစ်တန်၊ဘစ်ကစ်မက်ထရစ်တန်5တန်နဲ့အတင်စားခောက်ဆွဲကြောင့် မက်ထရစ်တန်နှစ်တန်အပါအဝင်စာနေရိက္ခာအကွက်ကြီး442မက်ထရစ်တန်ကိုပေးပို့မှာဖြစ်ကြောင်းနဲ့အဆိုပါထောက်ပံ့မှုတွေဟာမြန်မာနိုင်ငံမှာရှိတဲ့ထိခိုက်ခံစားနေကြရသူတွေရဲ့လက်တလောစာနေရိက္ခာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက်ရည်ရွယ်ကြောင်းအိန္ဒိယအစိုးရကထုတ်ပြန်ပါတယ်။အခုအချိန်ထိကုန်တင်လေယာဉ်6စီးနဲ့အိန္ဒိယရေတပ် တင်မောင်း၅ဆင်းတို့ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကွက်ညီနဲ့တဘောင်ဝဘေးအန္တရာယ်ကယ်ဆယ်ရေး HDR ပစ္စည်းစုစုပေါင်းတန်ချိန်625မက်ထရစ်တန်ကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။အိန္ဒိယနိုင်ငံဟာမြေပြင်မှာအမှန်တကယ်လိုအပ်မှုတွေနဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီးမြန်မာနိုင်ငံကိုအထောက်ပံ့တဲ့အရေးမြင့်တွေကိုဆက်လက်ထောက်ပံ့ပေးဖို့အသင့်ရှိကြောင်း Operation မြန်မာမြန်မာစီမံချက်လုပ်ငန်းစဉ်အောက်မှာရှိတဲ့အိန္ဒိယနိုင်ငံရဲ့ဆက်လက်ကြိုးပမ်းအားထုတ်မှုတွေဟာအိန္ဒိယနိုင်ငံတွေမှာသဘာဝဘေးအန္တရာယ်ကျရောက်ပါက လင်းမြန်စွာနဲ့အပြေဝကိုညီတုံ့ပြန်ဆောင်ရွက်မဲ့၎င်းရဲ့ဂတိကဝတ်ကိုထင်ဟပ်စေကြောင်းပထမဆုံးတုံ့ပြန်ကိုညီတဲ့အိန္ဒိယနိုင်ငံအနေနဲ့အိန္ဒိချင်းပထမနဲ့အရှိနဲ့ထိတွေ့ဆက်ဆံရေးမူဝါဒတို့ရဲ့အထူးကမေးဖက်ဖြစ်တဲ့မြန်မာနိုင်ငံနဲ့အတူရည်တည်လျက်ရှိကြောင်းအိန္ဒိယအစိုးရကထုတ်ပြန်ပါတယ်။